okay မင်္ဂလာပါကျွန်တော် CDS ကွန်ပျူတာနဲ့ဂျန်နယ်ကျော်ပါတယ်ဟုတ်ကျွန်တော် fine boss opus ကြောင်းပြောရင်းနဲ့နောက်ထပ်တစ်ဆက်ထဲကျွန်တော် CVS comma CSV ပေါ့နော် comma separate values data structure ကြောင်းလေးနည်းနည်းပြောအောင်ခင်ဗျာဟိုလို data structure တော့မဟုတ်ပြဲကျွန်တော် class တွေ object တွေဘယ်လိုသုံးပြီးလဲ data model တွေဘယ်လိုလုပ်လဲတကယ် application ကျွန်တော်ကျွန်တော်ကမှလည်းတော့ open function တွေပြောခဲ့တယ်လေလွယ်လွယ်လေးကိုဟုတ်ကဲ့ အဲတကယ် application ရေးတဲ့နေရာမှာတော့အဲ့လိုလွယ်တယ်လို့တော့မဟုတ်ဘူးဗျတလားနည်းနည်းစဉ်းစားဉာဏ်လေးနဲ့ရမှာဘလိုလေးတွေအသုံးပြုလဲသင်ထားတဲ့ဟာလေးတွေဘလိုအသုံးချလဲဆိုတာသိတော့ကျွန်တော်တခုချက်ပြောမယ် CSV module လေးကိုသုံးမယ်ကဲအခုလောက်ဆို CSV module ကျတော့ဘာမှမသိဘူးရတယ်ကျွန်တော် file တစ်ခု download လုပ်မယ် search အစင်တိုင်းပဲလောက်သွားလိုက်မလားပါလိပဲ line လုပ်ပြီးတော့ line နားထောင်မယ် okay ရှင်းရှင်းလေးပဲ file new file ပဲခေါ်လိုက်မယ် new file control s ဒါကိုကျွန်တော် data တွေကို format လေးနဲ့တင်มาဖြစ်တဲ့အတွက်မှကျွန်တော်တို့ဒီမှာဆိုရင် twin line နဲ့ပြောမယ်ဆိုတော့ဒီမှာ test file ဆိုရင် node file ဆိုရင် dot test microsoft word ဆိုရင် dot doc address ဆိုရင် dot sh and sh ဟုတ်တယ်နော် and powerpoint ဆိုရင် dot pp တဲ့ dot တွေနဲ့ file ကိုဘာလုပ်တာလဲ spread spread ကိုခွဲခြားတာဟုတ်လား file မျိုးစားတွေခွဲခြားတာ .eac ဟုတ်လား .jpg .mmv4 အဲ့လိုခွဲခြားတာအဲ့ဒီလိုပဲကျွန်တော်တို့ဒီ .csv comma separated value ဘယ်လိုအသုံးချလဲတော့ကြည့်တာဟုတ်ကဲ့အဲ့ဒီတော့ကျွန်တော် file name ကို file name ကို file io exercise ထဲပဲကျွန်တော်ထည့်လိုက်မယ်နောက်တော့ file name ကို format format data data လို့ပေးလိုက် file name ဟုတ်ပါဒါ module name ပေါ့နော် .py ဆိုတော့ module name လို့ပဲဒီ module name နဲ့ကိုဒီ .format data .py ဆိုတဲ့ module ကိုကျွန်တော်ဗာရေးမလဲဆိုရင် class လေးတစ်ခုရေးမယ် CNSS class ဗာဖြစ်လို့ရေးရတယ်ကြည့်မယ်နော် data လို့ပဲပေးနော် class name နေရာအကြီးနဲ့စာ data data class keyword ရေးဒါဆိုတော့ကျွန်တော်က class ရဲ့ name ပဲဖြစ်သွားโอเคအဲ့ဒါမှကျွန်တော် def နဲ့ ins ကိုကျွန်တော်ရေးမယ် ins ကိုကျွန်တော် override လုပ်မယ် init in နဲ့ override လုပ်တယ်မဟုတ်ဘူးလား constructor ပါနော် constructor ဒီလိုပါတယ်ဆိုတော့ကျွန်တော်ပြရင်တော့ init in နဲ့ဒါတော့ဝမ်းမပေါ့ရတယ်ဟုတ်လား underscore 26နဲ့ init in နဲ့ underscore 26 python ရဲ့ method တိုင်း method တိုင်းဘာ method တိုင်းနေ constructor နေနေဘာနေနေဘာ keyword ပါ scanf s keyword ပါပြီးရင်တော့ comma ခန်းကျွန်တော်ဘာရေးချင်တာလဲကျွန်တော် parameter သုံးခုယူမယ်ဗျာအနေအနေ mean name ရဲ့ agf ရဲ့အဲ h ရဲ့ marri the marites ပေါ့နော် marites marites လောက်တာ okay အဲ့ဖြစ်တော့ parameter တွေမှာကျွန်တော်ရှင်းမှာပြောပြီးသား default တံပိုးထည့်ထားတာနဲ့မထည့်တာဘယ်ဟာအကျိုးရှိလဲဆိုထည့်ထားတာကပို့ပြီးတော့အကျိုးဟုတ်လားအဲ့ဒါတော့ default parameter အနေနဲ့ဒီ name နေရာမှာ string parameter ကိုဘာမှမထည့်ပဲထားတာပဲနောက်တစ်ခု h နေရာမှာလည်းကျွန်တော်0ဆိုပြီးလောလောဆယ်ထည့်ထားတယ်ဟုတ်လား maritas နေရာမှာကျတော့ဟိုလို maritas တွေပိုင်းမသုံးတော့လက်ထပ်ထားလားလက်မထပ်ထားလားအိမ်အောင်ကြာပြီးသားလားမကြာပြီးသားလားအဲ့ဒီလို data လေးခွဲခြားနေတာဖြစ်တော့ boolean value လို့တော့ true false fan as false false တံပိုး default အနေနဲ့ထည့်ထားတယ်โอเคဒီထဲမှာကျွန်တော်တို့ sorry ဘာဖြစ်လို့အဲ့လို DEF နာကြပါလဲဖူးပေါ်လည်းမခံရဲလို့ဟုတ်ပြီနော် SCNF sub နဲ့ပြန်ပြီးတော့ကိုစားပြုမယ် sub dot ဘာဖြစ်မလဲလဲ NAM name sub dot name ဆိုတော့ variable name တစ်ခုယူလိုက်တာဒီ data ရဲ့ data class ရဲ့ data objects ရဲ့ property တစ်ခုပါနော် sub dot name ဖန်တီးလိုက်တာဒီ name နဲ့မတူနော်ဒီဒီ name ကတစ်ခုကြမ်းမှဒီ data property ရဲ့ name နဲ့ဟိုမှာဒီ parameter ထည့်လိုက်တဲ့ name လားအစားထိုးမှာအဲ့ဒီပုံစံ NAM name ဟုတ်ကဲ့နောက်တစ်ခု s S E N F self dot A G H if so the pair equals are no parameter argument in H equals are be not as as the N F self dot M A R R I it monitor monitor money anyway about him and so long on my mind in it it is monitor doesn't know a construct I'm at the lip of it I didn't check out dark you know df go tell df ah but I don't know stream at that STR မှတ်တဲ့ STR ဟုတ် DSTR ဘာလို့ရေးလဲရှေ့မှာပြောပြသားနော်ဒီ STR bidding STR မှတ်တဲ့ကိုဘယ်လိုပြောမလဲတော့ override မလုပ်ရင်ကျွန်တော် object address ကြီးပဲထွက်နေမှာဟုတ်လားဒီ string တွေတိုင်းကျွန်တော်တို့ထွက်ချင်တာဖြစ်တဲ့ STR မှတ်တဲ့ကိုဘာလို့လဲ override လုပ်တယ်အားလေးမှတ်ထားပြီ okay DSTR မှာကျွန်တော်တို့ဘာရေးမလဲ format ချပြီးတော့ return i return ပြန်ကျင်တာပဲဒီဟာ i t u r return return ဘာလို့ပြန်ပါလဲကျွန်တော် string တစ်ခုကို return ပြန် okay မပြန်ခင်မှာ string တစ်ခုကိုကျွန်တော် format ရိုက်ပဲအစီအစဉ်တကြာလေးပေါ့ဗျာနော်အစီအစဉ်တကြာလေး return ပြန်နေတာ sorry season တကြာလေး return ပြန်တာ out string လို့ပေးလိုက်မယ် out of string string out string equal ဘယ်လို format ချခြင်းတာလဲဒါကြီး calibrate 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 3ခု ကာလီဘရက်သုံးခုဒါဒီ data သုံးခုကျွန်တော်ဟိုကော်မာလေးနဲ့စနစ်တကျထည့်ချင်တာဗျာဟုတ်မလား dot format သူရဲ့ bidding ဟာ string မှာပါတယ် format dot format method နဲ့ string object မှာပါတယ် format method နဲ့ဘယ်လိုလုပ်မှာလဲဆိုရင်ရှေ့ဆုံးကိုကျွန်တော်ဗာလဲမှာလဲ enemy name ဒီရဲ့ s e n f sub dot ပါတော့ enemy name ကိုထည့်မယ်ဒုတိယနေမှာပါအောင်ထည့်မယ်လဲ s e n f sub dot a g h ကိုထည့်မယ် ဟုတ်တယ်ဒီလိုလေးဖုန်းမှာရိုက်တတ်မှာနော်မျက်စိတွေကွာရှုပ်မနေနဲ့သလားရေးပါများမှာ SCNF surf.married မားရီဒီကိုလိုက်ပြီးတော့ reference လောက်လိုက်တာတရားနဲ့တရားနဲ့တူမယ်နော် MARRIED married ကဲဒါတွေအကုန်လုံးထည့်မှာပြတော့ဒီတိုင်းနဲ့တော့စဉ်းပြတယ်ဒီတိုင်းလေးလုံးလိုက်လေရတယ်ဒါမှကျွန်တော်က comma လေးနဲ့ separated တသက်ရက်လေးထည့်တာဟဲ့ comma separated ဘယ်လို SVC file လေးလောက်တာကဲ return တဲ့မှာကျွန်တော်တို့ရဲ့ string ကဒီဟို double quotation နဲ့ထားတယ်အောင်လို့ဒီမှာ string data လည်းထည့်ထားတယ် OUT Austrian ကို STR ယန် Austrian ကိုကျွန်တော်တို့ဘာလို့လဲမယ် return ပြန်တယ်စလုံးပေါင်းမမဒီနေ့မှာမနေတယ် STRING string okay ကတိပုံစံဘာထူးလဲကြည့်မယ်ဟုတ်နော်ကျွန်တော်တို့ object ဒီဆောက်လိုက်တာနဲ့ဘာကို return ပြန်လဲနော် string ကို return ဒီ URL ကို return ပြန်မယ်ကဲကြည့်မယ်ကျွန်တော်လက်တွေ့သုံးပြမယ် file တစ်ခုစမယ် new file ချိတ်ဆက်ပြီးသုံးကြည့်မယ်နော်ဒီမှာ module တစ်ခုကျွန်တော် module နှစ်ခုကိုဘာလို့လဲတာလဲဖန်တီးလိုက်တာကျွန်တော်ဒီဘာနှစ်ခုကိုဖန်တီးလိုက်တာလဲ module နှစ်ခုကိုဖန်တီးလိုက်တာ okay ါကတော့ RAM ရဲ့ file ဒါကကျွန်တော်ရေးထားတဲ့ module ဟုတ်လား data model လို့ data ဒီလိုဟာတွေသဘောတရားသုံးနေပါဒါတွေ data model သဘောတရားဟုတ်လားကဲဒီချက်ကကျွန်တော်ကဒီကောင် save လိုက်ပါမယ် control s test data လို့ပေးလိုက်မယ်နော်ဒီ module ကိုစင်ပြေလို့ပေးကျွန်တော်ဒါတွေကိုစမ်းတက်မှာဖြစ်တဲ့အတွက် test data အဲ test dst test csv ပေါ့ဗျာ comma separated value ကိုကျွန်တော်စမ်းနေတာ okay save CF we stop B1 DB1 ကနေကျွန်တော်ဘယ်လိုလုပ်ချင်တာလဲ object ဆောက်ပြီးကျွန်တော်လမ်းပြောခေါ်ကြည့်မယ်ဟုတ်မလားဒီ data ကိုလမ်းခေါ်မှာနော် data ကိုလမ်းခေါ်မှာဖြစ်တဲ့အတွက်ဒီမှာကြီး file ကွဲသွားပြီး module ကွဲသွားဖြစ်တဲ့အတွက်ကျွန်တော်ဘာသွားမလဲ import ခေါ်သွားရမယ်အဲ့ဒါလေးမှတ်ထားပြီး imp ort import တော့ဘာကြီးလုပ်နေလဲဆိုတော့လောလောဆယ်နားမနေတော့ဘူး for amd format အ dat tda ta data ဟုတ်လား import format data အဲ့ဒါဆိုတော့ format data ပဲရောက်တယ်ရနော် from import နဲ့သွားမယ် format data ပဲ from f our from ကျွန်တော် from import နဲ့ဆိုတော့ from format data import import ပါအောင် import လုပ်မယ်လေ dat data data ဟုတ်လား from format data import data data object ကိုကျွန်တော်ပါလုပ်လိုက်လေ import လုပ်လိုက်တယ်လုပ်ပြီးဆိုမှအဲ့ဒီကနေလမ်းပြီးတော့သုံးမယ် new new data ပဲ data data equal ပါလုပ်မလဲဒီကောင်ကျွန်တော် object ဆောင်မယ် data အဲဆက်လုံးက data data object ဆောင် data မှာကျွန်တော်က list လေးဆောက်ကြည့်မယ် data ကျွန်တော်အများကြီးပြချင်တာဟုတ် data ကို list အနေနဲ့ကျွန်တော်ယူလိုက်မယ်ဟုတ်လား list အနေနဲ့ယူလိုက်မှာဖြစ်တယ်တော့ square bracket ခံ square bracket ခံပြီးတော့ဒီထဲမှာတော့ data ကို၃ခါတော့ပြစ်ဆောက်ပလိုက် object ဟုတ်လားကျွန်တော်ပွင့်ဒီကောင်းကြီးဖြတ်လိုက်တော့ကျွန်တော်အကုန်လုံး square bracket ထဲမှာသွားမယ်ကဲဒီမှာဘယ်လိုသွားမှလဲကြည့်မယ်ကျွန်တော်ပွင့်နော်ဒီ data ကိုကျွန်တော်ဒီသူ့ရဲ့ index method ကိုကြည့်လိုက် ပါရာမီတာဘယ်နှခုလဲ၃ခု name h monitors ki data တွေကိုကျွန်တော် name စထည့် string တန်ဖို့ ch ရန်ဖြန်းစလုံးမကြီးတော့ဗျာနော်ကြီးတော့ comma ခန်းပြီးတော့ if block ထဲမှာလဲအာ33 33ပြီးတော့ဘာထဲမှာလဲ monitor monitor ကို true လောက်ပေါ်လာရတယ် true t r u e true boolean တန်ဖို့တော့ boolean တန်ဖို့ပေးရမယ်နော်ဒီမှာကိုစောင်းတဲ့ object လीတောင်းတဲ့ data တွေကိုပေးရမယ်ဘယ်လိုဆိုဟာပြီးတော့ list မှာလဲကိုလိုကနေလဲဒီတိုင်းပဲပြန်သွားမယ်ဒါတွေ copy ကူးလိုက်တော့မယ်နော် copy ကူးလိုက်တော့မယ် cross data control v ဟုတ်ပြီနောက်တစ်ခါ comma ခံ control v ခရင်ကနာမည်လေးတွေပဲလိုက်ပြောင်းမယ်အဲညာ mg မောင်းမောင်းမောင်းပေါ့ဗျာနော်ဒီကောင်က au ng အောင် au sorry au ng အောင်ခရင်ကောင်က30အဲ30မလို့လိုက်20ပေါ့ဒီကောင်20กว่าဒီကောင်အတက်က22กว่า22กว่าဒီကောင်က marid နောက်ဆုံးကောင် force กว่าအဲဒီကောင်ငယ်သေးတယ်กว่าအဲဒီကောင်ငယ်သေးတယ် f a n အစီ force အဲကြိုက်တယ်လို့ထားကြိုက်တယ်လို့ထား post မထည့်လိုက်လည်းရတယ်ဘာဖြစ်လို့ default တန်ကိုကျွန်တော်တို့ဗာထားတာတော့ post ထားတာလား okay ဒီ chain နေဆိုကျွန်တော်တို့ဘာကြီးထွက်မလဲဒီ online print ထွက်သွားတယ်ကြည့်ဗလို့ print ရိုက်ထွက်တယ်ကြည့်မယ် run module နော် run ကြည့်မယ်โอ้အဲ့ဒါတက်တယ်မကြောက်နဲ့မကြောက်နဲ့ see you the one line one အတက် see you the performance data import data module not found ရတာတယ်နော် module နေ format တက်တယ်ဟုတ်တယ် for mat f4 amd format dad data ကျွန်တော်မှားတယ် f4 amd F4 from F4 memory format DDA data ခဏလေးတော့ကျွန်တော်ရှာလိုက်အောင်မယ်။ Okay အဲ့ဒါရဲ့ပြဿနာကိုတွေ့ပြီ။ပြန်သူ module ကိုမမြင်ဘူးလို့ပြန်။ဘာဖြစ်လို့လဲ။ဘယ်မြင်မှာတော့။ဘယ်မြင်မှာတော့နေရာမှမတွေ့ရ။ကျွန်တော်ဒီမှာကြီး test csv ဆိုတာဖြေတဲ့သွားထည့်တာ။ Python နဲ့ထည့်တာလား။ဒီကောင်ရဲ့ data type က Python နဲ့မဟုတ်တွေ့လား။ Python file i ကို exercise ထည့်သွား။အဲ့ဒီတော့ကျွန်တော်ကဒီကောင်ကိုခဏပြန်ပိတ်လိုက်အောင်၊စေထားလိုက်အောင်။ဒီကောင်လေးကိုလည်းပြန်ပိတ်လိုက်အောင်။ဟုတ်လား။ပြန်ပိတ်လိုက်အောင်။ပြန်ပိတ်လိုက်ပြီးတော့ကျွန်တော်အဲ့ကောင်ကို ပိုင်အိုင်ကိုလည်းသတိမှာရပါလေပိုင်တော့ပိုင်တော့နဲ့ကကျွန်တော် test csv d နဲ့စားရတာသတ်ရှာလိုက် test csv ကို cat cat ယူလိုက်မယ်ယူပြီးတော့ကျွန်တော် find io exercise ထဲကိုသွားသူတို့ချင်းချင်းမမြင်ဘူးလေ folder မတူလို့မမြင်ဘူးရှင့်ဟုတ်လားလမ်းတကယ်ဆိုတော့လမ်းကြောင်းပြောင်းမယ်အဲ့ဒါကြီးမလုပ်တော့နဲ့ကျွန်တော် test csv ကိုပြန်ဖွင့်လိုက်မယ် right click နဲ့ test csv ဟုတ်လား get test csv ပြန် run မယ် run module oh ဟာ return မပြန်ဘူးကကျွန်တော်တို့ str ကို return ပြန်တယ်လို့ပြောထားတာသူဘာလို့ return မပြန်ဘူးရင်ကြည့်မယ်ဟုတ်ပြီနော်ဘယ် return ပြန်ဦးမှာတော့ကျွန်တော်တို့ကဘာနဲ့လက်ခံတာတော့ memory allocation new data ဆိုတဲ့ဘာနဲ့လက်ခံတာတော့ memory location variable နဲ့လက်ခံတာအဲ့ variable ကိုကျွန်တော်ကထုတ်ပြရမယ်ထုတ်တဲ့အချိန်မှာကြည့်မယ်ကျွန်တော် list ပြစ်တာပြစ်တာမြင်နေပါနဲ့ထုတ် for နဲ့ထုတ် for memory for new new data data for new data အင်းဘယ်နေရာတော့ sorry for new data မှာ data လို့ပေးလိုက်မယ်နော် data a as data in ဘာလို့ new data new data တွေကတော့ data တွေကို control c control v ဘာနဲ့ပတ်ထုံမလို့ for နဲ့ပတ်ထုံမယ် okay နော် for နဲ့ပတ်ဘယ်လို print print ဘာတွေတော့ data တွေကိုကျွန်တော်ထုတ်ကြည့်မယ် data as data ဒါဆိုတော့သူကလဲဖက်ပြီးထုတ်တာ okay ကြည့်မယ်ဘာတွေမှရောက်ပြီးတော့ဘာတွေဖြည့်သိလဲကြည့်မယ် run ကြည့်မယ် run module oh wait that str date 0 position out of bus 1 was given ဟာ huh? str function 0 polynomial နဲ့ argument မလိုဘဲနဲ့ဘာလို့ငါတို့ argument တွေ့နေတာလဲတဲ့ကြည့်မယ် dats data ဒါအဆင်ပြေတယ်ဒါအဆင်ပြေတယ်ဟုတ်ပြီဒီ data ကိုထုတ်ကြည့်တာ str server မှာလာပြီးတော့ error ပြန် okay ကြည့်ကြည့်မယ်အကောင် format data all sorry sorry str function မှာကျွန်တော်ဘာမထည့်ခဲ့ဘူးတော့ sc ကနေ f ဆိုတာမထည့်ခဲ့ဘူးအဲ့ဒါပဲဟုတ်ပြီနော်အဲ့လိုဒါလောက်တာ TSTF function ဒီ object ရဲ့ method ဖြစ်တာတွေဘာထည့်ရမလဲ s ထည့်ရသူရဲ့ override function โอเคပြန်စေးเนาะဒီကောင်ကိုပြန်စေးလိုက်အောင်เนาะမစေးရင်မရအောင်เนาะ control s set ထည့်ပြန် run အဲ့တော့အဲ့လိုရှာပေးသေးတယ်လားဘာမှမကြောက်ဘူးအိုးထွက်လာတယ်လားအချမ်း33 true mount mount 24 on on 224ဒါဆိုတော့ data model လေးနှစ်ခုလောက်ပြီးသားကြီးဒါက data မမကငငလောလားမလောလားဒီ code ကဘာလို့လဲတာလဲစမ်းသက်လိုက်ကဲကျွန်တော်နောက်တစ်ခေါက်သင်သားမှာရှိမှတင်ရဲ pi io လို့ပဲကျွန်တော်ကြည့်မယ်လေကျွန်တော်ထုတ်ထားတဲ့ data တွေကဒီမှာကြည့် memory ပေါ်မှာမဲ့ run နေရတယ်ပြန်ပိတ်ပြန်ခွင့်အိုက်လိုက်တာမထွက်တော့ဘူးဟုတ်ကဲ့ကဲ define ကိုကျွန်တော်က find တစ်ခုလေးကိုသိမ်းမယ် .dust နေနေ .csv နေနေတစ်ခုခုတော့သိမ်းသိမ်းပြီးဖွင့်တဲ့ချိန်တိုင်းရှိနေအောင်ကျွန်တော်တို့ permanent store တဲ့ဆိုတဲ့ပုံလောက်ထားရမယ်ဟုတ်ကဲ့ဒီအခြေခံကနေပဲကျွန်တော်တို့ပဲတက်လန်းနေဆိုရင် server တွေကိုတက်လန်းနေအဲဒါဆိုခြေကောက်နိုင်အောင်လာလို့နားလျောင်လာတာဒါတော့ကျွန်တော်တို့က model ပဲလုပ်လိုက်တာနော်အဒီဒီ class ကိုခုနကဒီလိုသုံးနေဟုတ်ပြီဒီ class ရဲ့ကိုဒီလို object ဆောက်လိုက်ဒီလိုလေးထွက်တယ်အဆင်ပြေပြီရပြီ ကျွန်တော်တို့ကတင်ခဲ့တာမှာ declass တက်ရတဲ့ declass ကိုအသုံးပြုပြီးတော့ declass ကကနေ data တွေကိုဖြတ်တန်းစီးသိမ်းပြီးတော့ဘယ်လိုသွားထည့်မှာတော့ file နဲ့ကိုသွားထည့်မှာအဲ့ဒါပဲအဲ့ဒီလိုနားလေးပဲ okay မလား okay thank you ပြ